။နန်နီလူကြောင်ပြီးတော့ရဲတိုင်ခဲ့ကြသူများ။နံပါတ်၁နေနေကတော့အလူကြောင်မကြိုက်လို့ဖုန်းဆက်တိုင်နေသူပါ။ဒီလူကစားတောက်ဆိုင်တစ်ခုမှာဝန်ထမ်းနေနဲ့အချင်းများပြီးတော့ရဲစီဖုန်းဆက်တိုင်ခဲ့ပါတယ်။အကြောင်းကတော့မှားထားတဲ့အလူကြော်တွေကအေးနေလို့ပါရဲတွေကလည်းဘာဖြစ်ကြမှန်းမသိတော့ဆိုင်ကိုချက်ချင်းရောက်လာခဲ့ပါတယ်။နောက်ပြီးတော့မှဖပြုတ်ကြိုက်တာကိုတယောက်ရိုက်တဲ့လုံနေမှန်းတီသွားပြီးတော့ရဲတွေလည်းချက်ချင်းပြန်မှုလုတ်ခဲ့ပါတယ်။ ဒါပေမဲ့မပြန်ခင်မှာတိုင်ကြားတဲ့သူကိုတစ်ချက်ဆစ်ကြည့်လိုက်တော့လွန်ခဲ့တဲ့လင်းနေကျော်လောက်ကဝရမ်းပြည်တယောက်ဖြစ်နေမှန်းသိလိုက်ရပါတယ်။ဒီလူကိုလွန်ခဲ့တဲ့လင်းနေကျော်လောက်ကလေးကကားတွေကိုမိရှုတဲ့အမှုနဲ့ရဲဌာနကအလို့ရှိနေတာပါ။နောက်ဆုံးအလူကျော်မပူတော့မှပဲဒီလူကိုဖမ်းမိတော့တာဖြစ်ပါတယ်။ဒါပေမဲ့အခုတော့သူစားခြင်းနဲ့အလူကျော်ပူပူလေးကိုထောင်ထဲကထွက်လာမှပဲစားရတော့မှာပါ။နမနေနေနေကတော့ပကံပြားပြန်ကြီးပဲဖြစ်ပါတယ်။ဒီလူကတော့ညဘက်အိမ်မှာတယောက်တည်းအိတ်နေနေရုတ်တရက်ထူးဆန်းတဲ့အလင်းရောင်ကြီးမြင်လိုက်လို့ဆိုပြီးတော့ရဲကိုဖုန်းဆက်တိုင်းခဲ့ပါတယ်။ အလင်းလန်းကြီးကလုံးဝလဲပြတ်မသွားသလိုကောင်းငင်မှာအထင်သာကြီးဖြစ်နေတာကြောင့်မလို့ဂျိုသားတွေရဲ့ပကံပြားပြန်လို့ထင်လိုက်တာပါ။နောက်ပြီးဒီပကံပြားပြန်ကြီးကဘယ်တော့မှသူ့နောက်လိုက်နေတယ်ဆိုပြီးတော့ကြောက်ပြီးရဲကိုဖုန်းဆက်တိုင်လိုက်တာပါ။တပတ်ခါရဲကလည်းသူပြောတာကိုဘာလို့ပြရမှမသိတော့အလိုက်တင်လေးပြောပြီးဖုန်းချသွားခဲ့ပါတယ်။အဲအဲ့လိုနဲ့တိတ်မကြခင်မှာပဲထုတ်လူစီကနေဖုန်းပြန်ဝင်လာခဲ့ပါတယ်။သူခုနကမျိုးလုံးမင်းလေးရှမ်းသွားတဲ့အကြောင်းလှမ်းပြောတာပါ။ တကယ်တော့သူခုနမှားသွားတဲ့ပကံမြောင်ပြန်ကြီးဆိုတာကတခြားမဟုတ်ဘဲနဲ့ကောင်းငင်ကလာကြီးကိုပြောနေတာဖြစ်ပါတယ်။ဒီလူကတော့တကယ်ပဲ92ကြောင်နေတဲ့ပုံရပါတယ်။နံပါတ်3နေနေကတော့မြမြင့်ချင်းချင်းမိတဲ့အချက်ပါ။ဒီနေ့မှရေးပေါ်ဌာနဖြစ်တဲ့911စီကိုအမျိုးသမီးတူရေးကြီးတို့ပြနေဖုန်းခေါ်ခဲ့ပါတယ်။အခုနသူမအိမ်ကိုလာသွားခဲ့တဲ့ရဲရရှိနှစ်ဦးရဲ့နာမည်ကိုသိချင်လို့ပါ။ဟမ်။ရုတ်တရက်ဆိုတော့ဘာများဖြစ်လို့လဲဆိုပြီးစိတ်ပူသွားခဲ့ပေမဲ့တကယ်တမ်းကအဲ့ဒီလိုမဟုတ်ပါဘူး။ ခုနလာသွားခဲ့တဲ့ရဲနှစ်ယောက်ထဲကတယောက်ကိုမြင်မြင်ချင်းကြွေမိသွားခဲ့လို့ဖြစ်ပါတယ်။အဲဒါကြောင့်မဲထိုရဲရရှိရဲ့ဖုန်းနံပါတ်ကိုသိကျင်လို့ဆိုပြီးတော့အခုလိုဆက်သွဲလိုက်တာပါ။သူမအဲ့နေရအိမ်မှာတခြင်းနေအကျည်ကြီးဖွင့်နေလို့ဆိုပြီးတော့အိမ်ကြီးချင်းတွေတိုင်တာကိုခံလိုက်ရတာဖြစ်ပါတယ်။ဒါကြောင့်အိမ်ကိုရဲတွေရောက်လာပြီးတော့တချင်းတန်တိုးဖို့တတိလာပေးသွားခဲ့တာပါ။ဒါပေမဲ့သူမကတော့ကျန်တာလေးစိတ်မဝင်စားဘဲနဲ့ရောက်လာတဲ့ရဲအစင်လေးကိုပဲဆွဲကျင်သွားခဲ့ပါတယ်။စိတ်မကောင်းစွာနဲ့ပဲသူမကတော့ဖုန်းနံပါတ်မရလိုက်ပါဘူး။ ဒါပေမဲ့လက်မလျှော့ခဲ့တဲ့သူမကတော့အခုနလာခဲ့တဲ့ရဲကိုပဲအိမ်ကိုနောက်တစ်ချိန်ပြန်လွတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။အဲခဏကြာတော့သူကျွေနေတဲ့ရဲစင်လေးကလည်းမညောင်းလင့်မဲနဲ့အိမ်ကိုတကယ်ရောက်ချလာခဲ့ပါတယ်။အဲဒါပေမဲ့ထင်သားသလိုမျိုးပန်းစည်းတွေချောကလက်တွေနဲ့တော့မဟုတ်ပါဘူး။လက်ထည်ကြီးနဲ့ရောက်လာတာဖြစ်ပါတယ်။လက်ထည်ကြီးနဲ့ရောက်လာတာဖြစ်ပြီးတော့ဝတ္တရားနောက်ရှမ်းမှုနဲ့လာဖမ်းတာပါ။နောက်ဆုံးဖုန်းကြောင်ကောင်းပြီလို့ဒံငွေဒေါ်လာတစ်သောင်းမှဆောင်လိုက်ရတယ်လို့သိရပါတယ်။ဖုန်းကြောင်ရဲ့အခွန်ဆောင်ရတယ်ဆိုတာသူမနဲ့လူချင်းမင်းကအတီးဆုံးဖြစ်မှာ။ ။နံပါတ်၄အနေနဲ့ကတော့လမ်းပြောင်းမြန်မောင်းတဲ့အမှုပဲဖြစ်ပါတယ်။ဒီလူကလည်းတနေ့မှကားမောင်းလာရင်လည်းလမ်းပြောင်းမြန်မောင်းလာတဲ့ကားတစ်စီးကြောင့်နှခမ်းချင်းတိတ်မိတော့မလို့ဖြစ်သွားခဲ့ပါတယ်။အဲ့နဲ့ဒီလူလေးစိတ်တူပြီးတော့ရဲကိုချက်ချင်းဖုံးဆက်တိုင်လိုက်ပါတယ်။အချက်ချင်းဆိုတလို့ရဲတွေလည်းထွက်လာပြီးတော့လမ်းပြောင်းမြန်မောင်းနေတဲ့ကားကိုသွားဖမ်းကြပါတယ်။ထိုလူကလည်းသူ့ဘလောက်ကြောက်နေတဲ့အကြောင်းကိုရဲကိုဖုံးဆက်ပြီးပြောနေတော့ဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲသူ့နောက်ကနေရဲကားတွေလိုက်လာပြီးတော့သူ့ကားကိုဘေးနားချရက်ဖို့လှမ်းပြောပါတယ်။ အဲသူလဲရဲရဲဘာကြောင့်လိုက်လာတယ်လဲဆိုပြီးတော့စဉ်းစားနေတာပါတကယ်တော့သူများကလမ်းပြောင်းမြန်မောင်းလာတာမဟုတ်ဘဲနဲ့တစ်ချိန်လုံးသူအကြီးလမ်းပြောင်းမြန်မောင်းလာတာဖြစ်ပါတယ်ဒါကြောင့်ရဲတွေလည်းမတင်ငါလို့စစ်ကြည့်လိုက်တော့မှရှက်ကီတွေမူးနေမှန်းသိလဲရပါတယ်အဲဒီလူရဲ့ဖြစ်ကလည်းကိုကိုကိုရဲလမ်းတိုင်တယ်လို့ဖြစ်သွားခဲ့ပြီးတော့ဒန်ကြီးလဲတော်တော်လေးဆောင်းလိုက်ရတယ်လို့သိရပါတယ်ဒါကြောင့်လူကြီးမျိုးလည်းမူးနေတော့ကာမမောင်းရဘူးဆိုတာဒါမူးနေတော့ရဲလမ်းမတိုင်ကြဘူးသာအကြံပေးနေပါတယ်နံပါတ်9နေနေကတော့မတော်တဆခေါ်မိတဲ့ဖုန်းပါ အခုမြင်နေရတဲ့အသက်18နှစ်ရွယ်ကောင်လေးကတော့ဂိမ်းဆော့နေအဖမ်းခံရတဲ့ဂိမာလေးဖြစ်ပါတယ်။ဒီကောင်လေးက PUBG တို့ CS:GO တို့လိုတနက်ပြစ်ဂိမ်းတွေကိုတော်တော်လေးဆော့လေးရှိပါတယ်။ဒီနေ့မှာတော့ဘော်ဒါရီနဲ့တူ PUBG ပြနေရင်မတော်တဆဖုန်းကိုတတ်ထိုင်လိုက်မိပါတယ်။အကန့်လဲကောင်းကျင်တော့တတ်ထိုင်လိုက်မိတဲ့ဖုန်းက911ကိုမှကွက်တီတော့ခုံမိပါတယ်။ အဲ့ဒီကြားထဲဆော့နေတဲ့ဂိမ်းကလည်းတနက်ပြစ်တဲ့ဂိမ်းမှသွားဖြစ်နေတော့ရဲကိုဖုန်းဆက်ပြီးချင်းချောက်တယ်လို့ဖြစ်နေတာပါ။ပါ။ဘသူကဘလို့ပြစ်ဆိုပြီးအမှန်အကန်ပြောနေတာကိုဖုန်းထဲကရဲကလည်းတကယ်ကြီးထင်သွားပြီးတော့ဂိမ်းမလေးရဲ့အိမ်ကိုချက်ချင်းလိုက်လာခဲ့ပါတယ်။ဂိမ်းမလေးအဆော့ကောင်းလိုက်တာအိမ်ရှိကိုရဲတွေရောက်လာမှပဲဘောင်းမီထဲမှာဖုန်းကြီးခေါ်ထားမှန်းသိလိုက်ရပါတယ်။နောက်ဆုံးအကြောင်းစုံရှင်းပြလိုက်တော့မှရဲတွေလည်းသဘောပေါက်သွားပြီးတော့ကောင်လေးကိုပြန်လွှတ်ပေးခဲ့ပါတယ်။အကြောင်းလူချင်းမင်းတို့လည်းတနက်ပြစ်တဲ့ဂိမ်းတွေပါလေဆော့ရင်ဖုန်းနဲ့အဝေးဆုံးမှသာထားဖို့အကြံပေးခြင်းပါတယ်။အဆုံးလေးကြည့်ရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။